လူအခွင့်ရေးအပြည့်မရတဲ့ idol တွေထားမြင့်ခံထားရတဲ့အရာတွေကပါလဲပရိသတ်များရှင် K-pop လောကရဲ့မမြင်ရတဲ့ dark side ကဘလောက်တောင်ဆိုးရွားလဲဆိုရင်2019ခုနှစ်အတွင်းရှင်းစင်အောင်ဆင့်ချွေလွင်ခဲ့ကြတဲ့ Solly နဲ့ ကိုဟာရာတို့ကဘလောက်ပဲအချိတ်ခံရပါစေတစ်ဖက်မှာအိုင်ဒိုရီနေနဲ့တိုက်ခိုက်မှုတွေကိုခါးစည်းခံရကြောင်းဒါရီကအိုင်ဒိုရီကိုစိတ်ကြယောဂဖြစ်စေပြီးတော့နောက်ဆုံးမှာမဖြစ်သင့်တာတွေဖြစ်ရတဲ့အကြောင်းတွေကသက်သေပါပဲ K-pop idol ဖြစ်ဖို့ကြိုးစားနေတဲ့တက်တဆဆိုတော့ Alessar က K-pop အနုပညာရှင်တွေကို idol လို့အမည်ပေးတာကအားလုံးရဲ့ဆံပြားဖြစ်အောင်ပေးထားတာလို့ဆိုပါတယ်ဒါပေမဲ့အဲ့ဒီအထွတ်ကြိုးစားရင်းနဲ့ K-pop idol တွေက ကိုကိုကိုရှုံမုံလာတယ်လို့လည်းသူကပြောပါတယ်အေဂျင်စီတွေက K-pop အနုပညာရှင်တွေကို idol လို့ခေါ်ကြတယ်။ဘာလို့လဲဆိုတော့အများအမြင် ပရိသတ်တွေအမြင်မှာ cable idol တွေကပြပြစုံတဲ့သူတွေအမားမရှိတဲ့သူတွေဆိုတာကိုပြကြနာမြင်စေကြနာပါအဲ့ဒီပြပြစုံမှုကိုစူးစမ်းရင်းနဲ့ဘာဖြစ်လာလဲဆိုတော့ကိုကိုတိုင်းရှုံမုံလာတဲ့အားဖြင့်တချို့ cable mv တွေကနှစ်ရက်အတွင်းအိတ်ချိန်မရှိဘဲအပီးရရတာလည်းရှိရလို့သူကဆိုပါတယ် documentary အစုံပိုင်းမှာတော့ cable idol တွေကို cyber bullying online အမနာပါပြောခြင်းဆဲဆိုရိုင်းပြခြင်းတစ်ဖက်သားရစီရမရှိအောင်နာကျင်အောင်ပြောခြင်းတွေကိုရက်တ ံဖို့မျှော်လင့်တဲ့လေတံနဲ့အဆုံးသတ်ထားပါတယ်။ Amber ကတော့ဆိုးရွားတဲ့ဖြစ်ရပ်တွေရှိနေပေမဲ့သူမအနေနဲ့ရှေးဆက်နေုံမှာဖြစ်ပြီးတော့ ဒါကအဆုံးရှုံးသွားတဲ့တငယ်ချင်းတွေအတွက်တိုက်ပွဲဝင်လာလို့ဆိုပါရယ် cable log ဆိုတာ deck site များလာပါတယ်ဆိုပြီးတော့ cable idol တွေလည်းမလုံးရဘူးဆိုပြီးတော့တားမြစ်ခံထားတာအများကြီးပါပဲ cable agency တွေစီကံတင်ချက်ကြောင်းကြားပူးကြပါလိမ့်မယ်ဒါကို idol တွေကိုယ်တိုင်ထုတ်ပြောထားကြတာဖြစ်ပြီးတော့တချို့ဆိုရင်တော့စကားပြောတာအတောင်း cable idol တွေနဲ့သဏ္ဍာန်သားတွေအတွက် agency တွေချမှတ်ထားတဲ့စီကံနေရာအများများပါတယ်တချို့အချက်တွေဆိုရင်တော့အံ့ဩဖို့တောင်ကောင်းတယ်လို့ဆိုရမှာပါ စီမင်းစီကန်းတွေက agency အလိုက်ကွာခြားမှုတွေရှိပါတယ်။ K-pop industry မှာ idol တွေရဲ့ weight အလေးချိန်ကိုအလွန်ရေးပါတယ်။ဒါကြောင့် idol တွေကို weight တက်စေမဲ့အစားအသောက်တွေကိုလူလိုက်ပြီးတော့ပိတ်ပင်ထားတာမျိုးရှိပါတယ်။ RM ကိုဘဲခောက်ဆွဲမစားဖို့ BTS ကပိတ်ပင်ထားတယ်လို့ Korea media တွေကဖော်ပြကြပါတယ်။ agency တတော်များကသူတို့ idol တွေတနန်းသားတွေကို clan နဲ့ဘားတွေသွားတာကိုပြိပင်ထားကြပါတယ် သူတို့တက်သစ္စာတော်ကကလန်နဲ့ဘားသွားခွင့်ကို YG Entertainment ကပိတ်ပင်ခဲ့တယ်လို့ Blackpink အဖွဲ့က JYP Party People မှာ JYP ကိုပြပြပူးတာဖြစ်ပါတယ်။တချို့ agency တွေ K-pop အဖွဲ့တွေမှာလူဝဲအဖွဲ့ဝင်ဆိုပြီးတော့ထားတာမျိုးတွေရှိပါတယ်။ဒါကို Mystery X Image လို့ခေါ်ပါတယ်။ပြောမယ်ဆိုရင်တော့ Infinite အဖွဲ့ဝင် L က To Infinite အဖွဲ့နဲ့ပွဲထွက်တုန်းက William Entertainment က Mystery at Comset ကိုလိုက်နာစီခဲ့ပြီးတော့စကားမပြောဖို့တားမြစ်ဖူးတယ်လို့ဆိုပါတယ်။နမဲကျော် YG Entertainment ကသူတို့ရဲ့ agency ကအနုပညာရှင်တွေကိုကာမောင်းခွင့်ပေးပင်ထားတယ်လို့သိရပါတယ်။သူတို့မှာကာမောင်း license ရှိရင်တောင် agency ကကာမောင်းခွင့်မပေးဘူးလို့ Winner အဖွဲ့ဝင် Mino ကဆိုပါတယ်။အတိတ်တုန်းက YNG အနုပညာရှင်တွေကကားနဲ့ပတ်သက်ပြီးတော့ပြဿနာတွေလည်းရှိခဲ့တာကြောင့်ပါဒါရီကတော့ Idori ရဲ့အတွက်အဓိကတားမြစ်ချက်ပါပရိသတ်တွေနဲ့ Kinetisin တွေက Idori ကဒိမ်မလို့ရအောင်လို့ယုံကြည်နေတာပါဒါရီကြောင့် agency တွေက Idori ကိုပွဲထွက်ပြီးဘယ်နှစ်အထိဒိမ်မလို့ရဆိုပြီးတော့ဖိတ်ပင်ထားတာမျိုးရှိပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်